လာရောက်ရှုံးမြတော်ညတညာအပိုင်ငါခင်သည်ရှင်လင်းတိတ်ဆိတ်သောယမုနရထမြို့လမ်းများမှထွက်ခါအင်းကြီးကိုပတ်တော်တောင်ပေါ်လမ်းသို့တက်လေသည်မြို့မှထွက်စဉ်တောင်ကမူတစ်ခုကို꿰ကတက်ရလေသည်ထို့နောက်ထင်းရှုပင်တော်သို့ဝင်လေသည်ခင်သည်ကားကိုအမြန်မောင်းလေသည်လာသည် ခင်နဲ့အပြေးပြိုင်နေလိမ့်၏စိတ်တကရသူမရောက်ခင်ယမုနရထာနဲ့စိတ်တကရသူမရောက်ခင်ယမုနရထာနဲ့မျက်နှချင်းဆိုင်သို့ရောက်လာသောအခါမြေအငူဆုံးတစ်ခုသို့ကဲ့၍မောင်းရလေသည်လမ်းမှာကုန်းအမြင့်တွင်ဖြစ်၍အင်းရေပြင်ကို အပေါ်မှစီး၍ကြည့်ရလေသည် တဖိတ်ဖိတ်လက်နေသောရေပြင်တစ်ဖက်မှာယမုနရထာမျိုးရှုခင်းကိုလည်းကောင်းကောင်းမြင်ရလေသည်ရေထဲသို့ထိုးထွက်နေသော ကျွန်းဆွဲမြည်အငူကဘာကလေးထိတ်နိုင်မြင်မားရှင်းအိုသောကျွန်းပင်ကြီးပေါက်လျက်ရှိသည်ကျွန်းပင်ကြီးမှာရနံ့သည်တင်းပြန့်၍နေ၏ညာဤအလှတွင်စပြန့်က ခင်သည် ကားကိုရက်ပြီးဆင်းလေသည်ခင်သည် မြည်အငူအစွန်းသို့လမ်းလျှောက်သွားလေသည် သူမသည် ကဘာထိတ်မှမျော်ကြည့်ခြင်းလေသည်ကောင်းကင်သည် နီလာသားကဲ့သို့ကြည်လင်စွာပြနေ၏ လာဝန်းသည်ရေပြင်ထဲမှလင်းနေ၏ရမုံနာအင်းကြီးတစ်ခုလုံးငွေလာရောင်ဖြင့်ပြည့်နေ၏လာရောင်၏အလှကြောင့်ခင်ဤရှင်သည်တဒိတ်ဒိတ်ခုန်လာ၏လာရောင်သည် ခင်ဤကိုယ်ထဲသို့တဆိတ်ဆိတ်ဝင်နေလေ၏ရုတ်တရက်ခင်သည်ကျွန်းပင်ရိပ်အောင်မှလူတစ်ယောက်ရက်နေသည်ကိုမြင်ရ၍လန့်သွားလေသည်ထိုလူတောက်နေသော secret မိကြောင့်သာ လူမှန်းသိခြင်းဖြစ်လေသည် ထို့လူသည် အမောင်ရိတ်ထဲမှသူမထံသို့ရှောက်လာသည်ခင်သည် ထိတ်ခနဲဖြစ်သွားတော့လဲကြောက်ရွံ့ဟန်မပြဘဲငြိမ်သက်စွာရံမြဲရက်နေ၏ထို့သူသည်အုတ်ထုတ်အပြော့လေးကိုချက်လိုက်လေသည်ကျွန်တော်ခွင့်လွတ်ပါခမညာရမုံနာမှာကျွန်တော်ကိုရရရရဆုချရမမမောက်လားကျွန်တော်မမောက်တိတ်ချေစုတင်တာပဲဟုထို့သူကပြော၏ခင်ကသူ့ကိုမှတ်မိလေသည် ဒုံမင်းဆရာကလေးမဟုတ်လားကျွန်တော်နေတဲ့အိမ်ရှင်ကိုသမင်းလာကကျွေးပေးစရာတွေအများကြီးရှိတယ်။သူတို့ကျွန်တော်အပေါ်မှာတိတ်ကောင်းကြတယ်။ဒါပေမဲ့သူတို့ကတိတ်ဆင်းရဲကြတာ။တိတ်လဲငွေလိုနေကြတာ။အတော်ပဲမမဆရာငွေနဲ့ကျွေးဆက်ရမယ်။မင်းကဒီမှာဘာလာလုပ်နေတာလဲ။ကျွန်တော်အိမ်ပြန်လာတာ။လာတာတာနဲ့ရှုမြော်ခင်ရက်ပြီးကြည့်နေတာ။ဒီနားမှာနေသလား။မမနေတဲ့စိတ်ဓာတ်ကရမရောက်ခင် ရှမ်းရွာကလေးမှာနေပါတယ်။ မမဒီမာနေတာဘယ်နဲ့လို့သိတလဲမမကားမောင်းတော့တာမြင်သားပဲလှပတဲ့ခြံကြီးရှိတယ်ဆိုတာနန်းရံပချီတွေရှိတယ်ဆိုတာသိတာပေါ့ရဲတိုက်ကြီးတယ်ရောက်ဖို့သလားမရောက်ဖို့ပါဘူးခင်ဗျာတောင်သူတွေကပြောလို့ကြားရတာပါခင်သည်စိတ်လှုပ်ရှားမှုတတရာရလာလေသည်ဒုံမင်းဆရာကလေးသည်ရင်ကြီးစွာပြောသည် ရှက်တဟန်ရှိ၍စကားပြောလျင်ခေါင်းငုံကပြောသည် အသက်20ခန့်ပင်ရှိုံမြည်မင်းမမချန့်ချင်းနဲ့နန်ရံပချီတွေကိုကြည့်ကျင်သလားခင်ကပြုံးကပြောလိုက်သည်ဟာဘယ်နဲ့ပြောပါလိမ့်မလဲကြည့်ကျင်တာပေါ့ခမညာကျွန်တော်ဘရော့လာရမလဲခင်သည်ကိုကြော့ဖေကသူ့ကိုလက်ထက်ရန်တောင်းရန်၍စိတ်ထဲတွင်လှုပ်ရှားရွှင်ပြ၍နေခဲ့သည်စိတ်၌တမျိုးဖြစ်ကားအဲ့ရတော့မဝင်စင်သည်အခုလိုက်နိုင်မလားဟုခင်ပါစက်မှာ ရှော့ရှော့ရှူရှူထွက်လာလေသည်အခုလားခမညာဟုသူကအံ့အားကြီးတင်နေ၏ဘာဖြစ်တလဲခြံကြီးကလာတာတလားဘတော်မှမလှဘူးတိတ်ဝမ်းတာတာပေါ့ဗျာဟုသူကယူကျိုးစွာပြော၏ကဲကားပေါ်တက်ပြီးတော့သူသည်ခင်းဤဘေး၌မရေတရေနဲ့ဝင်ထိုင်လေသည်ကားသည်ရှော့ကနေထွက်ခွာသွားလေတော့သည်အနေငယ်မောင်းမိတော့အခါလမ်းဤအောင်အနေပန်၌ တဲအစုလေးများကို တွေ့ရလေသည်ဆင်းရဲသားများနေသောတဲများဖြစ်၍လရောင်၌ပြားဝက်ခါကုတ်ကုတ်ကလေးနေကြလေသည်အဲ့ဒီမှာကျွန်တော်နေတာပေါ့ဟိုသူကခင်အားပြောသည် ခင်သည်ကားအရှိန်ကိုလျှော်ကတဲစုကလေးများကိုခြိလိုက်လေသည်ဆင်းရဲကြပါကလားဟိုခင်ကတွေးလေသည်မကြမီခြံတကားဝါသူရောက်လေသည် ဝင်းတကားကိုဖွင့်ထား၍ ကားသည်မောင်းဝင်လာလေသည်အုတ်လေကလေးအဝါ၌ကားရက်ခါသူတို့သည်စင်ဝင်ဝအရောက်လမ်းလျှောက်လာကြ၏ခင်သည်ခမ်းမကြီးကို ပထမဝင်သည်နန်းရံဘေးမှမိများကို အရင်ဖွင့်လိုက်သည် ထို့နောက်နန်းရံပကြီးများဖြင့်ချဲ့ရေးထားသောဧကန်းဆောင်သို့ခေါ်သွားလေသည် အခန်းထောင်ရှိကျွီပန်းအိုကြီးများထဲမှာပန်းတို့သည်လမ်းဆက်လျက်ရှိကာ အမွေးနှံ့ရှင်ပြန်ပြန်ထွက်လာ၏။နိုင်ရန်ရှိ အင်္ဂရီပေါ်မှပချီများဟောင်းအိုဖြော့မှိန်နေပြီဖြစ်တော်လဲလွန်ခဲ့သောအနှစ်တရာခန့်ကအမှုပညာလက်ရမှာ ထင်ရှားစွာပေါ်ကျူးလျက်ရှိလေသည်။မြေဝါယောင်အညူရင်အနံဟင်းတာပြာအနီးစသော အမျိုးသားအယောင်စစ်များကို မြင်ရသည်။အဖြူနှင့်အစိမ်းနှုမှာအနည်းဆုံးဖြစ်၏။ရှေးမြမာများမှာ ျမ်းမာဖွံ့ဖြိုးကြ၍အဝတ်အစားတို့မှလည်းလှပကြပေသည်ဟာတိတ်အံ့ဩဖို့ကောင်းတာပဲတိတ်ကိုလှတာပဲဗျာကျွန်တော်တော့ဒီလောက်လှတဲ့ပကြီးတွေကိုပြရိုက်တွေမှာသာမြင်ရမှာပဲထင်တယ်ဟုတအံ့တော်နဲ့ပြောလျက်ရှိ၏ဒါရီအားလုံးကိုမမပိုင်တာပဲလားယင်မဟုတ်ပါဘူးမမမိတ်ဆွေတယောက်ပိုင်တာပါသူစီကမမငှားနေတာပါကွယ်ဟုတ်လားဒီပကြီးတွေကတိတ်လှတာ မမကလည်းလှတယ်ဒီတော့မမကလှတာတွေကိုပိုင်ဆိုင်ထိုက်တာပေါ့ကြောက်ပြားရောင်စုံတို့ခင်ထား၍အေးမြလျက်ရှိသည်ကဲမမနဲ့လိုက်ခဲ့ဝိုင်လေးပါလေးတောက်ရအောင်နည်းနည်းလေးနွေးသွားတာပေါ့ပြီးတော့မှခြံကြီးထဲရှောက်ကြည့်ကြတာပေါ့ဟာမတောက်ပြရစင်းနဲ့ခင်ဗျာကျွန်တော်ပိုက်ထဲမှာဘာအစားမှမရှိဘူးဝိုင်ရက်တောက်ရင်မူးနေလိမ့်မယ်ဘာဖြစ်လို့ညစာမစားတယ်လဲသူသည်ကလေးငယ်ငယ်တို့လွတ်လွတ်လပ်လပ်ရှယ်မောလိုက်၏ ကျွန်တော်မှာပတ်စံတပြားမှမရှိပဲကိစ္စမရှိပါဘူးမမရေမနဲ့ကြရင်စားမှာပေါ့။အိုးဘယ်ဖြစ်ပါမလဲကွယ်။လာထမင်းစားကနေတွားကြည့်ရအောင်။ဘာများစားစရာရှိသေးတလဲလို့။ကျွန်တော်မစားပါဘူး။ဒီလိုအလှအပတွေကြည့်နေရတာကထမင်းစားရတာကောင်းပါသေးတယ်။ကျွန်တော်ခြံကြီးကိုကြည့်ကျင်တယ်။လာတာနေတော့ကြည့်ရမှာကောင်းတာ။အိုးခြံကြီးနဲ့လာဝန်ကဘဲမှာထွက်ပြေးကြမှာမဟုတ်ပါဘူး။ရှိနေကြမှာပါ။လာ။ မမမင်းကိုညစာလုပ်ပေးပါမယ်။ခင်သည်ပန်းရောင်ချဲတဲ့သူထမင်းစာကန်ကြီးမှဖြတ်ခါမိဖို့ချောင်းထဲသို့ခေါ်သွားသည်။ဥကြပွင့်မနန်းခိုင်တို့နဲ့အခိုင်းစီများမှာခြံကြီးအစွန်ရှိသူတို့၏အိမ်၌အိယာဝင်သွားကြလိမ့်မည်။ခင်နှင့် သူ၏ဧည့်သည်တို့သည်တခိုးကဲ့သို့ရှာဖွေနေကြလိမ့်သည်။ဝိုင်ပလင်၊ချက်အိုထော်ပတ်ပေါင်မုံဝတားချောက်ဘစ်ကော့စသည်များကို ွားတွေ့သည်ခင်သည်လက်စစ်မီးဘို့ကို ခလုတ်ဖွင့်လိုက်သည်ထို့နောက်ဒေဦးတဲကချက်ဥကြော်ရန်ပြင်ဆင်၏ကဲမင်းကဟော်ရီဝတ်ပောင်ချက်ကိုဓာတ်နဲ့လီးပေးကွာနေပါဦးမင်းနဲ့မဲဘဲနဲ့ခေါ်တယ်လေအေးကွယ်နာမည်တော်ခုမှမေးရတယ်ဟုခင်ကရှယ်ရင်ပေးလိုက်သည်မောင်ဝီစင်းလို့ခေါ်ပါတယ်ဩမမကရှမ်းလို့အောက်မိနေတာမြမအစ်စ်ပါเจ้าကထွက်ပြေးပြီးဒီဘက်ရောက်လာတာ ကျွန်တော်အိုင်အီမှာတက်နေတော့တိုင်းပြည်မငြိမ်မသက်ဖြစ်လာတာပဲတိုးခိုတဲ့ကြောင်းသားတွေနဲ့အတူထွက်လိုက်လာတာဒါရှင်မင်းကစွန်စားသူပေါ့မောင်ဝီစင်ကပြုံးလျက်ဒီလိုလဲမဟုတ်ပါဘူးဒါထက်မမကလှုပ်တက်ကန်တက်တာပဲဘာလှုပ်တက်တာလဲကွယ်ချက်တာပြုတ်တာပေါ့ဩချက်ဥကြော်တယ်လို့အံ့ဩနေသလားမမထမင်းဟင်ချက်တဲ့ပြုတ်တဲ့အလုပ်လုပ်ဖူးတယ်ဆိုရင်အံ့ဩမှာလားကျွန်တော်တော့မယုံပါဘူးဗျာဒါဖြင့် မမတစ်တလုံးစီးစိမ်နေနေရမယ်။ဘာမစို့လောက်ကန်ပေးမယ်အစီရန်တွေတပုံတမာကြီးနဲ့ဆိုရင်တော့ယုံမယ်ပေါ့။ဟုတ်လား။ဟုတ်တယ်။ဝတ္ထုတွေကထိတ်ထားမင်းသမီးလေးလို့။ဒါဖြင့်မင်းတွေ့ရမှန်တာပေါ့။မမချက်ဥကြော်တတ်တယ်။ဝပောင်ချောက်ကြော်တတ်တယ်။ငငယ်ကကွန်ဗင့်ချောင်းမှာနေကလေးကထမင်းချက်ပညာသင်တန်းတက်ခဲ့ပူပါရဲ့။အားလုံးကြော်လော်ပြီးတော့အခါငွေလင်မန်းကလေးတွေတွင်ထဲကြကခင်ကရှေ့ကသွားလျက်မောင်ဝီစင်က နောက်ကလိုက်လာလေ၏ထမင်းစာကန်းကြီးမှာအကျယ်ကြီးဖြစ်လေသည်မျက်နှာချက်တို့မှာနန့်တာရောင်ချဲ့ထား၍ကြာပွင့်များအလေကဖူးဝေနေလေသည်ကြာပွင့်အဝန်း၏တစ်ဖက်တစ်ချက်တို့၌ရွှေရောင်ပန်းတော်များဖြင့်ဆင်သာထားသော pearl အပြုတ်အပြုတ်အခိုင်ခိုင်မီးပရိသာပွင့်ကြီးများရှိလေသည် သူတို့သည် တဖိတ်ဖိတ်တောက်ပနေသောစပွဲကြီး၏ထိန်၌ထိုင်ကြလေသည်မောင်ဝီစင်ကပြုံးကား ကျွန်တော်ဝတ်တွေကတိတ်ဆုပ်ပြက်နေတယ်။အခန်းကြီးကတိတ်ခမ်းတာနဲ့ရှက်စရာတောင်ကောင်းနေပြီ။ဒီအခန်းကြီးနဲ့ကပိုးတွေဖဲတွေဂတိပါတွေနဲ့မှတန့်တာ။သူ့ဤကုတ်အင်းကြီးအနီမှာဖုံတွေပေ၍ဖြော့နေ၏။သူ့ဤရှက်အင်းကြီးအပြာစင်းကော်လာမှာအနားဆုံနေကမဲတဲ့တွင်နေလိမ့်၏။သူ့ဤမျက်လုံးများမှာနတ်မှောင်ပြီးအထဲခြိုင်ဝင်နေ၏။ပယိုးပေါ်နှာခေါင်းပေါ်နဲ့အချိုးအစာကောင်းသည်။ နှကမ်းမွေးရှိရှိမှာသူ၏ဖယူဖယဲအဝတ်အစားကြကြနနာနဲ့ပြင်ဆင်ထားလိုက်လျင်ချိန်ကောင်းပြီဟုခင်ကစိတ်ကူးကြည့်နေလေသည်အသက်ဘလောက်ရှိပြီလဲဟုခင်ကမေးလိုက်ဤ22နှစ်ငငယ်လေးရှိသေးရပဲဘာဖြစ်လို့တည်နေရတာလဲကျွန်တော်ကမိရွေးနဲ့နေရတယ်အိမ်ကထွက်လာကြရလဲဘတော်မှမပြန်ဘူးလို့ဆုံးဖြတ်လိုက်တယ်စူးစူးပူပူဖြစ်တော့ ကျွန်တော်လဲကြောင်းကထွက်လာခဲ့တာတိုက်ပွဲတွေတိုက်ခဲ့ရသေးတယ်မင်းကအမှုပညာသမားပဲအမှုပညာသမားဟုတ်လားအမှန်ကကျွန်တော်ဒုံမင်းသမားမဟုတ်ပါဘူးငငယ်ကပကြီးဝါသနာပါတယ်ဒါပေမဲ့ဘာမှဖြစ်ဖြစ်မြောင်မြောင်မတတ်ပါဘူးဒီမရောက်ခင်စိုင်းဝိုင်းနဲ့ဝင်ပြီး ပတလာတီးသေးတယ်ပလိတ်ကလိုက်တာနဲ့ရှမ်းပြည်ပဲထွက်ပြေးလာခဲ့ရတာသမင်းဆိုင်မှာပကံစည်းတဲ့အလုပ်လုပ်နေရသေးတယ်ရောက်စားကများနှစ်ရက်မှာသမင်းတစ်နက်ပဲစားရတယ် ကျွန်တော်ကသူများလည်းအပူမကက်ချင်ဘူးလေခင်ကပလုတ်ပလောင်းစားတော့နေသည်ကိုငေး၍နားထောင်နေ၏ခင်သည်စာလောင်မသိနေသည်ကိုကြိုးရမွေရသဖြင့်ခြေနှက်နှစ်သိမ့်နေ၏မဲ့အနာကကကောသူဤမျက်နှာပေါ်၌စိတ်ပြက်ခြင်းသည် ဖြတ်တန်း၍သွား၏သူသည်ခိတ္တနားနေပြီးမှအဖြေပေး၏အနာကအချမ်းကိုအခုမပြောကြပါစို့နဲ့လားဗျာ အဖိုးမဖြတ်နိုင်တဲ့အခုအချိန်အခါကိုပျော်စမ်းပါရစေ။ကျွန်တော်တသက်လုံးမှာတစ်ခါမှဒါမျိုးမကြုံတွေ့ဘူးပါဘူး။နောက်မှဘာပဲဖြစ်ဖြစ်အခုအချိန်ကလေးကိုတော့လိုက်လိုက်လဲလဲအပူပင်မရှိပဲခံစားချင်တယ်လေ။ကျွန်တော်တသက်တာမှာတံမိုးထားစရာကလေးအဖြစ်အမှတ်တရနှလုံးထဲမှာတိုးဝထားချင်တယ်။ခင်သည် သူ့အားစမ်းကြယ်စွာစိုက်ကြည့်နေ၏။တိတ်ဆိတ်သောညအခါ၌သူ၏စကားတန်သည်ပဲ့တင်ထက်နေ၏။ ်ခင်သည်သူ့ရင်ခုန်တံကိုပင် သူကြားရသည်ဟုမှတ်ရလေသည်မကြသေးရင်က ကိုကြော့ဖီအားရေစရာပြောခဲ့သေးသည် ကိုကြော့ဖီကပင်သူ့အားတိတ်ရှူးလာပဲဟုပြောခဲ့သည်တကယ်နှစ်ဖူးတွေ့ဒူးတွေ့ကြုံတွေ့ရလင်က အမှန်ပင်တော့မိမိဖြစ်ပေသည် ထို့အချိန်ခါသည်ဆက်ရောက်လာလေပြီလောခင်သည် စိတ်လှုပ်ရှားနေလေသည် အဖော်ရပါစေတော့ဟုဝိုင်းရဲ့အနီကိုအနှဲငယ်တောက်လိုက်သည်ခင်သည်ရီတတီဖြစ်လာသည်တကောင်ကြော်ပြီးဖြစ်၍ညလေသည်နှင်းနှံ့များပန်းရက်နှံ့များပေါင်းဆက်ထား၍မွေးထုံလာပေသည်ခင်သည်တလိုက်လိုက်ဖြစ်လာ၏တစုံတရာကိုတတတလို့ဖြစ်လာ၏သွေးတို့သည်အကြောတွင်၌ပြေလွာတိုးဝင်နေကြ၏ခင်သည်ရုတ်တရက်စပွဲမှထလိုက်သည်ကဲ okay. ခြံကြီးထဲသွားကြည့်ရပြီးတော့ပြန်ပြီးတော့ခင်သည်နန်းရံပချီများရှိသောအခန်းကြီးမှာပတ်၍ခေါ်သွားလေသည်လမ်းကြားကလေးထိတ်ရှိစပွဲ၌ဓာတ်ဆက်ကိုသွားတွေ့လေသည်ဓာတ်ဆက်မှာရေဒီယိုနဲ့ဆက်ထားလေသည်တချင်းကောင်းကောင်းတွေရှိသလားမိမိခြံထဲထွက်ထိုင်နေဖွင့်တတ်တယ်သူသည် တင်ထားသောဓပြားကိုကြည့်လိုက်လေသည်အင်္ဂလိပ်ဓပြားတွေပါလားဟုဆိုကား သူသည် ခလုတ်ဖွင့်လိုက်တချင်းတန်ထွက်ပေါ်လာလေသည်အကတီလုံးဝော့စ်ဒီကွက်ပါလာ သူ၏မျက်လုံးများသည်တောက်ပါ၍လာ၏အင်္ဂလိပ်တချင်းတွင်နားလေတဲ့ထင်နေကတတလာငငယ်ကအကတင်မှုတယ်ကျွန်တော်ကတီးရတာပိုကတတယ်ဟုတ်လားဒါဖြင့်ကရအောင်သူသည်လက်ကိုကင်ကားခါကိုကတ်လိုက်လေသည်သူတို့သည် စီးချက်အတိုင်းပြောင်လက်သောချမ်းပြင်ပေါ်၌ရွေလျားနေကြလေ၏ထို့နောက်ခင်သည် လက်ကိုကိုင်းကခြံထဲသို့ခေါ်သွားလေသည်လာရောက်၌ခင်သည်နေအရောင်နှင့်မတူခြားနာနေသည်အသက်ရသောတစ်ပင်ကြီးများသည်လာရောက်၌နုပြိုနေကြ၏ညခင်များသည်တစ်လွင်လက်ဆက်နေကြ၏နှစ်ကာလအပိုင်းခြားသည်ပြိုလဲသွားလေပြီ ကဘာကြီးတစ်ခုလုံးသည်ဖြိုမြင့်၍နေလေသည်လေသည်မွေးထုံ၍နေပေသည်သူတို့သည်တိတ်ဆိတ်စွာလမ်းလျှောက်၍လာကြသည်သူကကြပြတဘုံမှာကောက်နှုတ်၍ကိုကပြောဆို၏တိတ်လှတာပဲမခံမရက်နိုင်အောင်လှတာပဲကြပြတဲ့၌အချိန်ကာလကိုကုံလုံးမသွားစေခြင်းပဲအလှဤတန်းမခံရက်နိုင်ဟုတီကုန်းထားခဲ့လေသည် မမတော့တိတ်ပျော်မှာပဲနော်ဒီခြံကြီးနဲ့ဒီအိမ်ကြီးနဲ့အေးပေါ်ဟိုခင်ကပြုံး၍ဖြည်သည်ကျွန်တော်တိတ်ဝမ်းသာတာပဲမမကကြင်နာတယ်တဘောကောင်းတယ်ရက်ရောတယ်စေတနာကောင်းတယ်မမဟာပျော်ရွှင်ထိုက်ပါတယ်ကျွန်တော်ကတော့မမဟာကဘာပေါ်မှာမမဆန္ဒရှိရာတွေအကုန်ရတယ်လို့ထင်တယ်ခင်ကပါကလေးများခွက်လာအောင်ပြုံးနေ၏အေးပေါ် သူကတပြင်းချ၏ကျွန်တော်ဒီညတေးလိုက်ခြင်းနဲ့အခုလိုစမ်းကြဲအံ့ဩဝယ်ကောင်းတာနောက်ဘတော်မှဖြစ်မှာမဟုတ်ဘူးဒါကိုပဲကျွန်တော်အမြဲစဉ်းစားနေမှာဒီညကိုဘတော်မှမေ့မှာလည်းမဟုတ်ဘူးမမရဲ့အလှအပဒီနေရာလေးရဲ့ချစ်စရာကောင်းပုံတွေကျွန်တော်တို့မမကိုနှစ်သမီးလိုပဲအောက်မေ့တယ်လေသူသည် ခင်ဤလက်ကလေးကိုဆွဲကင်ကကိုကိုညွှတ်ညွှန်နန်းလိုက်သည်ထို့နောက် သူသည်ဒူးထောက်လိုက်ခါခင်ဤခြေတလုံးများကိုဖတ်ခါနမ်းလိုက်သည် ခင်ဤထမိန်သည် သူဤမျက်နှာနှင့် ထိလျက်ရှိလေသည် ခင်သည် တုံလှုပ်သွားလေသည်ရင်၌လှိုက်ဖူလာကသူ့ခေါင်းကို အသာမ၍ကိုကိုမက်စီလျက်သူဤမျက်လုံးပါနှင့်နှခမ်းတို့ကိုနမ်းလေသည် သူ့ဘာသာပင်ဘာလုံးမမသိစိတ်ဤလျက်ပြက်အတွင်စေခိုင်းသည့်အတိုင်းလုံးမိခြင်းဖြစ်လေသည် ခင်သည်စမ်းကျဲသောရတကိုခံစားလျက်ရှိပေသည်။သူမ၏ရင်ထဲ၌တနာကျင်နာသောမေတ္တာဝေဒနာဖြင့်ထုံကျင်လျက်ရှိသည်။သူသည် ခင်အားပြန်၍တအားဖတ်ထားသည်။သူ၏သွေးတို့သည်စူဝေ၍လာ၏။ခင်ကကိုးဝယ်ရန်နှစ်သမီးမဟုတ် ပိုင်ဆိုင်ရာမိန်းမတူပေသည်။သူတို့သည်ငြိမ်သက်လျက်ရှိသောအင်ကြီးစီသို့သွားကြလေသည်။